မြန်မာရွှေဈေးကတော့ဒီနေ့မှတက်ကြမရှိပါဘူးမြန်မာငွေဈေးတွေကနင်းငယ်တက်ပါတယ်အားလုံးပဲမင်္ဂလာပါစေချင်တာချင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့က28ရက်နေ့6လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချင်းနေကင်း7နာရီမိနစ်30ရှိနေပါပြီမြန်မာရွှေက15ပဲရေတကြတာကို84သိန်း1900ရောင်း16ပဲရေတကြတာကိုဆိုင်ကရောင်းနေဈေးက88သိန်း1000ရောင်းဆိုင်ကလက်ခံနေဈေးက88သိန်းနဲ့ပေါင်းစည်းရှိနေပါတယ်လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒေသလိုက်စီနှုန်းပြောင်းလဲမှုရှိနိုင်သလို ဈေးနှုန်းနဲ့ငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4580တိုင်ကလက်ခံတဲ့ဈေးက4480ယူရိုငွေဒီယိုကိုမြန်မာကျပ်ငွေ9355ချက်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3,590တိုင်ကလက်ခံတဲ့ဈေးက3,480တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ638ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2,985ကျပ်ထိုင်းဘတ်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘက်ပေးကျပ်ယူမာတွေကဘက်ငွေ925ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်း ဂျပန်ဘက်ယူသမားတွေကကျပ်တသိန်းကိုပိုင်ွေ910ဂျပန်ငွေ3230ဒေတာသမား3.1ကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ64ဒေတာသမား9.8ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3489ဒေတာသမား8.3ကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1869ဒေတာသမား5.9ကိုမြန်မာကျပ်ငွေတသိန်းအဲ့ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ် မိမိတို့တွေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝက်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကအကြံပြုရင်ပါတယ်အလုံးမဲ့စိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ရဲကင်းလို့ပေးရှင်နိုင်ကြပါစေ